မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူမျိုးနဲ့မင်းတက်တောင်တိုက်ပွဲမှာအင်အား80ကျော်ပါတမတ်ကိုကိုစစ်ကြောင်းအဆက်အသွယ်ပြတ်ပြောင်းဆုံးနေပြီးလက်ခမော်ချင်းရွာနေစစ်တပ်စခန်းကိုအင်အားကသိမ်းပိုက်တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြားဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကင်းစခန်းတိုက်ပွဲမှာစစ်ကောင်စီဘက်မှအင်အား80ကျော်ပါတပ်မကိုကိုစစ်ကြောင်းမှအဆက်အသွယ်ပြတ်တောက်သွားကြောင်းစစ်တပ်သတင်းရှင်းပြတွေကပြောပါရင်မေလာနေ့ရက်နေ့ကြားဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကကင်းစခန်းတစ်ခုကိုအင်အားဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲဒီလိုတိုက်ခိုက်ရမှာအဲဒီစခန်းနဲ့ပတ်ဝန်းကျင်မှာတပ်ဖြန့်ထားတဲ့အင်အား80ပါစစ်တပ်စစ်ကြောင်းမှအဆက်အသွယ်မရတော့ဘဲပြောင်းဆုံးနေကြောင်းတပ်သတင်းရှင်းပြတွေကရှိပါရင်အဲဒီစခန်းကအင်အား90ကျော်နဲ့ကင်းမုံက30ကျော်လောက်ရှိတယ်အဲ့ဒါအဆက်အသွယ်မရတော့ဘူး မေလ3ရက်လောက်ကလေးကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာလို့တက်တဲ့ရင်ရင်းမြစ်တွေကဆိုပါတယ်အဆိုပါမင်းတက်တောက်ကာကင်းစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးအေအေကသတင်းထုတ်ပြန်မှုတစုံတရာလှုံ့ဆော်ခဲ့ခြင်းတော့မရှိသေးပါဘူးအလားတူရခိုင်ပြည်ကြောက်ပြူမြို့နယ်တွင်အာနာသိန်းစစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော်အင်တို့ကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီးအေဗီလာနောက်ဆုံးအပတ်နဲ့မေလပထမပတ်အတွင်းကြောက်ပြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နဲ့ရဲတပ်ရင်အနီးနဲ့တညဝရီရေတက်စကန်ဒီတို့မှာစစ်ကောင်စီနဲ့အင်တို့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါတယ် ကြောက်ဖြူမျိုးနဲ့တိုက်ပွဲအတွင်းဒဏ်ရာရရှိတဲ့တပ်သားတွေကိုစစ်ကောင်စီကစစ်တွေစည်းရုံနဲ့တပ်နယ်စည်းရုံတွေကိုပို့ဆောင်ကူတာပေးနေတယ်လို့စစ်တွေမျိုးသတင်းအရင်းမြစ်တွေကပြောပါတယ်။အရေးအတွက်ကတိတိကျကျတော့မသိဘူး။ကြောက်ဖြူတိုက်ပွဲကဒဏ်ရာရတပ်သားတွေကိုစစ်တွေစည်းရုံကြီးမှလာရောက်ကူတာပေးနေတယ်။သူတို့တပ်သားတွေနေရနေရာကိုပြည်သူတွေဝင်ခွင့်မပေးဘူး။ပြီးတော့တပ်နယ်စည်းရုံတွေပို့ထားတဲ့စေကူတာပို့ရောက်လာတာက၃၄ရက်လောက်တော့ရှိနေပြီလို့ဆိုပါတယ်။ကြောက်ဖြူမျိုးနဲ့တိုက်ပွဲမှာအာရခတပ်တော်အင်ကထိုးစစ်ကြောင်စစ်ကောင်စီဘက်မှအထင်အပြင်းစစ်ကြောင်အချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိတယ်လို့ကြောက်ဖြူ သတင်းအရင်းမြစ်ကပြောပါရယ်အမှတ်30နှစ်ရဲတပ်ရင်နဲ့ဒဏ်ရာဝင်ရှိတဲ့စကန်သစ်ပုတ်တောင်ရှိတဲ့အနီးစကန်ကစစ်တပ်ရဲ့ကာကင်းတွေကိုအင်းကထိုးစစ်ဆင်တိုက်ခိုက်နေတာတချို့ကာကင်းစကန်နဲ့စစ်တပ်တချမ်းကိုအင်းကနေရာဝင်ယူထားနိုင်တယ်လို့သိရတယ်စစ်ကောင်စီစစ်ကြောင်းတွေကာကင်းစကန်တချို့လည်းအမှတ်30နှစ်ဘက်ကိုနောက်ဆုတ်သွားတာရှိရယ်လိတ်ခမော်တပ်စကန်ကိုတောင်းအင်းကသိမ့်ပိုက်လိုက်ပြီလို့သိရတယ်ဒီကြတော့အတိမပြုတ်နိုင်သေးဘူးကြောက်ဖြူတိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်လာနေရလို့ပြောလို့ရတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်ကပြောပါရယ် ချောင်းဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အင်အားတိုက်ပွဲမှာလအနေငယ်ဂျိုးကြတိုက်ပွဲများနဲ့ဖြစ်ပွားလျက်ရှိပြီးအခုရပိုင်းအတွင်းအင်အားထိုးစစ်အရှင်မြင့်လာတာကြောင့်တိုက်ပွဲမှာပုံမှန်ပြင်းထန်လျက်ရှိရလို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွေကြောင့်ချောင်းဖြူမြို့နယ်ရှိကျေးရွာပေါင်း20ထပ်မင်းနယ်မှာထွက်ပြေးတင်းရှောင်နေရပြီးတောင်းနေချီရဲ့ပြည်သူများလည်းအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေရကြောင်းသိရပါဗျ။နောက်ထပ်တပုတ်အနည်းနဲ့ကော့တောင်းမြို့နယ်မလီဝမ်ဒေသကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီသက်သားတွေကိုတိုက်ခိုက်မှုခမာရ984တိုင်မှာအရှာခံဘူတအုပ်ပါဝင်3ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းကော့တောင်မြို့နယ်မလီဝမ်ဒေသကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာခမာရ984တိုင်းရင်မှာအရှာကံဘူတအုပ်ပါဝင်၃ဦးသေဆုံးခဲ့ကြောင်းကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတအုပ်ကပြောပါရယ်အေပီလ29ရက်နေ့မှာကော့တောင်မြို့နယ်မလီဝမ်ကျေးရွာတက်ကယ်ချင်းကျေးရွာကိုအင်အား80ခန့်နဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲပြီး40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာခမောက်ကြီးမြို့နယ်အခြေဆိုင်ခမာရ984တိုင်း င်မှအရှာခံတအုပ်ပါဝင်စစ်သား၃ဦးတိဆောင်းခဲ့ကြောင်းသိရပါဗျာ တိုက်ပွဲက2ကြိမ်ဖြစ်တာပါမိုင်းဆွဲပြီး40မမနဲ့စပစ်တဲ့40မမထိမှန်ပြီးအရာကန်ပိုပွဲချင်းပြီးတည်တဲ့ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲကတနအီလောက်ကြာခဲ့ပါတယ်ဒဏ်ရာရတဲ့စစ်သား2ဦးကကော့တောင်မျိုး6မိုင်စစ်စေးရုံမှာထက်တည်တာပါလို့ကော့တောင်မျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့ပကဖမှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုကော့တောင်မျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့ပကဖမှာရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မြဝတီမှာအောင်စီရစစ်ကြောင်းကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းပတ်စင်ကားမှတပ်သားတစ်သုံးတနက်တလန်ယူဆောင်လာပြီး PDF ထံအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်မှာအောင်စီရစစ်ကြောင်းကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းပတ်စင်ကားမှတပ်သားတစ်သုံးတနက်တလန်ယူဆောင်လာပြီး PDF ထံအလင်းဝင်ရောက်လာခဲ့တယ်လို့ People Defense ဘုံမှာတာဝန်ရှိသူတောက်ကပြောပါရယ်။မလ30ရက်နေ့မှာအောင်စီရစစ်ကြောင်းမှစစ်မှုထမ်းတပ်သားသုံးကတနက်တလန်ယူဆောင်လာပြီးဖြူဟာ31ထံအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှု နဲ့တသားသေးသုံးကတနက်တလက်ကြီအတောင်390ကြီပေါင်း69ကိုကိုယူဆောင်လာပြီးအဝလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းအဲ့လိုလက်နဲ့ယူဆောင်လာတဲ့စစ်မှုနဲ့တသားသေးတအုပ်ကိုငွေကျပ်သိန်း30ပြည့်ရပြီးကြံရဲပေါ်နှအုပ်ကိုငွေကျပ်5သိန်းစီပြူဟာ31မှာပြည့်ရခဲ့ကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာသူသုံးကစစ်မှုနဲ့တင်းနဲ့မစင်၅ကပါစစ်မှုနဲ့တသားသေးသုံးကတော့မြို့နယ်ရီကတော့နထိုးကြီးအမရပူရာနဲ့ရန်ကုန်ကလို့သိရတယ်။နထိုးကြီးကကောင်လေးကအလုတ်သွားရှာရင်အလုတ်ပြီးမယ်ဆိုပြီးတက်ထဲထဲလိုက်တာရန်ကုန်ကကောင်လေးကအလုတ်ကပြန်မပေါ်တာဆွဲဖမ်းဆ ီခံရတာအမရပူရာအကောင်လေးကမဲပေါက်တယ်ဆိုပြီးလင်းခေါ်ခံတီးပြီးတက်ထဲထဲ့ခံထီတာပါချိန်ဆက်ဝင်ရောက်လာတာကတော့သူတို့ပြောပုံညာတော့လူသစ်လူဟောင်းခွဲခြားဆက်ဆံပြီးသူတို့စစ်မှုထမ်းတွေကိုအသေးခံတိုက်ခိုင်းပြီးတိုက်ပွဲညင်တဲ့အချိန်ဆိုရိတ်ခါနဲ့ကြီးရီတိမ်ရွာမှာလဲသူတို့ကိုပဲခိုင်းနေနဂိုရီကလှုပ်ချင်လို့လှုပ်ခဲကြတာမဟုတ်တော့အခခွင့်တင်တော့ထွက်ပြေးလာရင်ကျွန်တော်တို့တပ်ဖွဲ့စီရောက်လာတာပါနောက်လူတွေလည်းဝင်လာကြပါကျွန်တော်တို့တော်လိုင်းအဖွဲ့တွေကနှွေးထွေးစွာကြိုးစားပါတယ်လို့ပြောပါတယ် နောက်တစ်ပုတ်အနေနဲ့တောင်ခမ်းတိုက်ပွဲနှစ်ဖက်တက်တွေရှိတိုးနောက်ဆုတ်ဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲပြင်းထန်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာရှိတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်တက်တွေရှိတိုးနောက်ဆုတ်ဖြစ်နေရလို့မုံမိတ်ခရိုင်ပြည်သူ့ကာကွယ်ဘွယ်ပါကဖားစစ်စင်ရေးတာဝန်ခံဆရာကောက်ကြီးကပြောပါရယ်။အမြောက်တပ်ရင်းနေရှိတဲ့တောင်ခမ်းဒေသမှာစစ်ကောင်စီတပ်ကပြီးခဲ့တဲ့မလာတတိယပတ်မှာတောင်ခမ်းကျေးရွာနီကမဲပုတ်ကျေးရွာကိုတင်ပိုက်ရရှိပြီးရနောက်တလအကြာမဲပုတ်ရွာကနေတမိုင်ကျော်ဝေးတဲ့နောင်လင်ကျေး ရွာကိုတင်ပိုင်ခဲ့တာပါတောင်ခမ်းနဲ့ချောက်မိုင်ပင်ဝေးတဲ့မဲပုံရွာကိုတင်ပိုင်စဉ်ကအဲ့ဒီရွာရဲ့တင်ပင်လင်စခန်းကိုတင်ပိုင်စဉ်နောင်ချိုမြို့နာကတင်ပင်လင်စခန်းကိုတင်ရတင်ရဝါရဖြန့်ခဲ့ပါတယ်တောင်ခမ်းကတကယ်တော့နှစ်ဖက်တက်တွေကတနေရတခုတည်းကိုတင်လိုက်ပြန်ဆုပ်ပြီးလိုက်ရလိုက်အနေထားဖြစ်နေပြီးစစ်ကောင်စီတက်ကဝါရဖြန့်နေတယ်လို့အတားရနေတာမဟုတ်ဘူးလို့ဆရာကောက်ကြီးကပြောတယ်။အခုလောလောဆယ်တော့ခန်းစစ်ရောတိုက်စစ်ရောနှစ်ခုစလုံးရေဒီပုံစံမျိုးပြင်ထားတယ်။သူတို့ကအင်အားသုံးထိုးလာတာပဲရှိတာမြေပြင်ပုံစံရတော့မြေပြင်စစ်ကြောင်း မှုတွေပြောတဲ့ပုံစံရဆိုရင်တို့ကထိုးလိုက်တို့ရသွားလိုက်ကိုရီဆုပ်ပေးလိုက်တကယ်လို့ကျွန်တော်တို့ကပြန်ထိုးလိုက်ကျွန်တော်တို့ပြန်ရရင်လည်းတို့ဆုပ်လိုက်တယ်ဒီလိုပုံစံမျိုးရှေ့တိုးနောက်ဆုပ်ပုံစံမျိုးလို့ဆရာကောင်းကြီးကပြောပါတယ် တောင်ကန်းဒေသမှာစစ်ကောင်စီတပ်ကိုတအောင်တက်မတော့ DNL ကဦးဆောင်ပြီးတနုပြည်သူလူမျိုးရေးတပ်တော် DPN လေးကြောင့်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မိုးမိတ်ခရိုင်ပကဖားနဲ့ပူးပေါင်းတပ်တွေကခုခံကာကွယ်နေတာဖြစ်ပါတယ်။တကယ်ကစစ်ကောင်စီတပ်ကတောင်ကန်းနဲ့ချောင်းမိုင်ကျော်ဝဲဝေးတဲ့နောင်လင်အထိပဲရောက်နေတာဖြစ်တဲ့စစ်တပ်လှုပ်ရှားနိုင်သေးတာကတောင်ကန်းဒေသနာကနောင်လင်ရွာဖြစ်ပြီးမျိုးနဲ့ဝေးနေစေဖြစ်ပါတယ်။ ဒါပေမဲ့တောက်ခန်းဒေသမှာစစ်ကောင်စီတပ်တွေအတားရလာတာတော်လိုင်းတပ်တွေကအမြောက်တရင်တွေကိုပိတ်ဆို့ထားရကနေစုခွာပေးလာရတာနောင်ချုံနဲ့ဝင်းနေသေးပေမဲ့မျိုးဘက်ကလာရလမ်းပိုင်းကမဲပုံရွာကိုစစ်ကောင်စီတပ်တွေရောက်လာကြတာကိုနောင်ချုံဒေသခံတွေကစိုးရိမ်နေကြပါတယ်အခုစစ်ကောင်စီတပ်ရောက်နေတဲ့ကြေးရွာတွေကနောင်ချုံတောက်ခန်းလမ်းပိုင်းရဲ့ဘေးမှာတည်ရှိတာမဟုတ်ပဲလမ်းပိုင်းရဲ့အရှိတ်အတွင်မှာတည်ရှိနေတာဖြစ်ပါတယ်ဒါပြင်လက်ရှိစစ်ကောင်စီတပ်ရောက်နေတဲ့နောင်နေကြေးရွာကနောင်ချုံမြို့နယ်၁၆မိုင်ကျော်ကွာဝေးပါသေးတယ်လာရှုံမြို့ကိုကန့်တပ်တွေကစစ်ကောင်စီပြန်လည်ပြီးအပ် ီးနောက်မှာစစ်ကောင်စီကတောင်ခန်းဒေသကိုပုံမစင်းရေးလှုံရှားလာတယ်လို့နောင်ချုံမြို့ကအသက်55နှစ်အရွယ်မြို့သားတအုပ်ကပြောပါတယ်။နောင်ချုံမြို့ကိုသိမ်းပိုက်ပြီးရင်နောက်မြို့နယ်မိုင်း30ခန့်ဝေးတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်အပါအဝင်အမြောက်တိုင်ရင်၄ခုတိရှိတဲ့တောင်ခန်းဒေသတိုက်ပွဲက6လဝင်ချင်းကြာမြင့်လာပြီးဖြစ်ပါတယ်။အမြောက်တပ်တွေရှိတဲ့တောင်ခန်းဒေသကိုတော်လိုင်းပူပေါင်းတပ်တွေက2024ဇူလိုင်လကုန်ပိုင်းကလေးကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။6လတိုင်းနေစဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအစောပိုင်းမှာတော့တောင်ခန်းဒေသကအာမတ တ406နဲ့အမတ206အမြောက်တန်ရင်နှစ်ခုကို2024ခုနှစ်ဩဂုတ်လ28ရက်မှာ TNL နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုင်နိုင်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အဲဒီနောက်ကြံတက်စခန်းနှစ်ခုကိုဆက်လက်အထိုးစစ်ဆင်ခဲ့ပါတယ်။မုံမင့်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖအထူးတိုက်ခိုက်ရေးတန်ရင်တင်းတန်ရင်နှစ်နဲ့ရှမ်းမြောက်ပြည်နယ်ညီနောင်ပကဖများတောင်ခမ်းစစ်မြေပြင်ဆိုပြီးမုံမင့်ခရိုင်ပကဖတောင်ခမ်းဒေသကိုစစ်ကိုစီလုခဲ့တဲ့ရုပ်တံဖိုင်းမီလာ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နောင်ချုံမြို့တောင်ဘက်ဒုထဝရီမြေကူတတာအနောက်မှာရှိတဲ့ တောင်ခန်းကျေးရွာမှာအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆခ900နီးနဲ့သူရဲလက်အောက်ခံအမြောက်တပ်ရင်3ရင်းဖြစ်တဲ့အမတ်တာ354အမတ်တာ206အမတ်တာ406တို့ရှိပါတယ်။ အဲ့ဒီတဲကအမြောက်တက်ရင်တစ်ခုကိုတင်ပိုက်ပြီးကြံတက်ရင်တစ်ခုကိုပိတ်ဆို့ထားတဲ့အခြေအနေကနေဒီနှစ်စံပိုင်းမှာပိတ်ဆို့ထားတာတွေတော်လိုင်းတက်တွေကပြန်ဖွင့်ပေးလိုက်ပါတယ်ဒါပေမဲ့ဩဂုတ်လပုံပိုင်းကလေးကတင်ထားတဲ့အမတ၄၀၆နဲ့အမတ၂၀၆တို့ကိုလက်ရှိအခြေအနေတွေကိုတော့မသိရသေးပါဘူးစစ်ကောင်စီကနောင်ချိုမြို့ကိုလမ်းကြောင်းတစ်ခုကနေစစ်ကြောင်းထိုးနေပါတယ်တောင်ကန်ရက်ဆောက်လမ်းပိုင်းကနေစစ်ကြောင်းထိုးအင်အားဖြည့်နေတယ်လို့နောင်ချိုပြင်ဦးလွင်လမ်းပိုင်းကနေလည်းစစ်ကြောင်းထိုးပါတယ်နောင်ချိုပြင်ဦးလွင်လမ်းပိုင်းမှာလည်းစစ်ကောင်စီတပ်နဲ့တော်လိုင်းတက်တွေတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဆရာကောက်ကြီးကပြောပါတယ်အဓိကလား တာကတော့ drone လာတယ်လင်းရင်လာတယ်ပေါ့မြေပြင်စစ်ကြောင်းတွေအင်းဝိုင်းကိုမလာနိုင်သေးဘူးအင်းဝိုင်းမြို့ကိုမထိုးနိုင်သေးဘူးလို့ပြောပါတယ်